ဩကဋ္ဌဘာမောတွေအတူယူရမယ်ဂိတ်ဖာရီရဲ့ကဘာဖလားအောင်ပွဲဘောရောင်းလုံးမဲမင်္ဂလာပါကျွန်တော်ကိုအန်ပါကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ជួសសួរပါတယ်အာဖရိကနိုင်ငံငယ်ဂိတ်ဖာရီအသင်းကဘာဖလားခြေစဝဲပထမဆုံးချိန်အောင်မြင်ခဲ့ပါပြီအာဖရိကနိုင်ငံငယ်လေးတနိုင်ငံဖြစ်တဲ့ဂိတ်ဖာရီအသင်းဟာကဘာဖလားခြေစဝဲကိုပထမဆုံးချိန်အောင်မြင်ခဲ့သလိုဒုတိယမြောက်အသင်းငယ်ဆုံးနိုင်ငံဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါတယ်ဂိတ်ဖာရီကအုပ်စုနောက်ဆုံးပွဲမှာ ် SRD နီကို 3G နဲ့နာယာပြီးတဲ့နောက်တမိုင်းတွင်မဲ့အောင်ပွဲကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။လာမယ့်2026ကမ္ဘာဖလားမှာအာဖရိကတိုက်က6သင်းမြောက်ခြေစပွဲအောင်တဲ့အသင်းဖြင့် Gavari ရတီနိုင်ခဲ့ပါတယ်။အာဖရိကဆုံးခြေစပွဲအုပ်စု D မှာ Gavari သင်းက10ပွဲကစားရမှ23မှတ်ရခဲ့တာပါ။နာမည်ကြီး Cameron သင်းကို၄မှတ်ဖြတ်ပြီးတော့ Gavari သင်းခြေစပွဲအောင်ခဲ့တာဖြစ်ပါတယ်။ Gavari ကနောက်ဆုံးစီးရင်ရလူရဲ့9သိန်း2000ကျွဲသာရှိပြီးတော့ 1985ခုနှစ်ကမှပေါ်တူဂီနိုင်ငံထံကနေလွတ်လပ်ရရှိခဲ့တာပါဂေဗာရီနိုင်ငံလူဦးရေက6သိန်းအောင်မပြည့်ပဲရန်ကုန်မြို့ထက်လူဦးရေနည်းပါတယ်ရန်ကုန်မြို့ရဲ့လက်ရှိလူဦးရေနဲ့ရှင်အတော်လေးကိုကွာဟမှုရှိပါတယ်အခုတော့ဒီနိုင်ငံလေးကကမ္ဘာဖလားခြေစပွဲအောင်ပြီးဝင်ကစားခွင့်ရသွားခဲ့ပါပြီနိုင်ငံသေးတာကြီးတာနဲ့မဆိုင်ပဲရီမန်းချက်ထားပြီးတော့ခြိတက်ရင်အောင်ပွဲရနိုင်တယ်ဆိုတာကိုတတ်သိပြခဲ့တာပါတရုတ်အိန္ဒိယစတဲ့အင်အားကြီးနိုင်ငံတွေမလုံနိုင်တဲ့အရာကိုဂေဗာရီလုံးပြသွားခဲ့တာပဲဖြစ်ပါတယ် အိုင်စလန်ပြီးရင်ကမ္ဘာဖလားကိုဝင်ကစားခွင့်ရတဲ့ဒုတိယမြောက်အသင်းငယ်ဆုံးနိုင်ငံလည်းဖြစ်ပါရယ်ဂိမ်းဖာရီက2026ကမ္ဘာဖလားခြေစစ်ပွဲတစ်လျှောက်တပွဲသာရှုံးနိမ့်ခဲ့တိုင်းစပိုင်းကဂိုးတွေအများကြီးသွင်းနိုင်ခဲ့ပြီးတော့ကင်မရွန်လိုအသင်းကိုယ်တော်မှာကြော်ဖြတ်နိုင်ခဲ့တာပါဂိမ်းဖာရီပြည်သူတွေအတွက်အိမ်မက်မှတ်လိုမျိုးခံစားနေရပါရယ်အာဖရိကဖလားမှာတော့နိုင်ပွဲတစ်ပွဲရအောင်ရုန်းကန်နေရတဲ့နိုင်ငံငယ်လေးကကမ္ဘာဖလားစီမင်းထက်မှာအစွမ်းပြခွင့်ရခဲ့ပါပြီဂိမ်းဖာရီတင်းရဲ့အောင်ပွဲကကံတရားကြောင့်မဟုတ်ပါဘူးသူတို့ဘောလုံးအဖွဲချုပ်ရဲ့စေတနာတွေကြောင့် အခုလိုမျိုးအသီးပွင့်တွေခံစားခွင့်ရတာဖြစ်ပါတယ်။ကိဗာရီဘောလုံးအတိုင်းဝိုင်းရဲ့မှန်ကန်တဲ့မူဝါဒစနစ်နဲ့စူးစမ်းအားထုတ်မှုတွေကအခုလိုမျိုးဖြစ်စေခဲ့တာပါ။ဥက္ကဋ္ဌဘာမောတွေကြီးစိုးနေတဲ့နိုင်ငံလုံးမျိုးဘောလုံးအဖွဲ့ချုပ်မျိုးဆိုရင်တော့ခုချိန်ဒီအာရှာဖလားတောင်ခြေစပွဲမအောင်တာကြာနေပါပြီ။ဘောလုံးအသင်းကမအောင်မြင်ပေမဲ့ဥက္ကဋ္ဌဘာမောတွေကတော့ချမ်းသာပြီးရင်ချမ်းသာလို့နေပါတယ်။ဘာမောအသေးစားလေးတွေကဟိုတယ်မှာအိတ်ဟိုတယ်မှာစားဟိုင်းကန်ထဲမှာ sorry နဲ့ပြောမျိုးလို့မစုံနိုင်ပါဘူး။ လယ်ဝေးစင်အသင်းဒီပြကိုတိုင်လုပ်ပွဲတွေကျူးလွန်မှုတဲ့အသင်းကနေဘာမှမမျှော်လင့်ထားတာပဲကောင်းပါလေဘာမှမဆိုဖြစ်နိုင်နေဆိုတာကိုကိဗာရီကတက်တည်ပြသွားခဲ့တာပါလူကြီးအကန့်အသတ်ကြောင့်ဇာမားကောင်းတွေပိုင်းဆိုင်မှုဆိုတာနိုင်ငံကြီးတွေလိုမလွဲပါဘူးအကောင်းဆုံးရင်းမြစ်တွေကိုရှာဖွေရွေးချယ်ပြီးကဘာဖလားစီကိုအရောက်သွားခဲ့ရတာဖြစ်ပါလေခုလိုသမိုင်းဝင်အောင်မြင်မှုကြီးကိုရယူပြလိုက်လို့တခြားအသင်းတွေအတွက်လည်းအတူယူအားကျစရာဖြစ်လာခဲ့ပြီးကိဗာရီယာအာဖရိကရဲ့အလင်းအောင်အစ်ဖြစ်လာခဲ့ပါပြီ၂၀၀၂ကဘာဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲပထမဆုံးချိန်ရှင်ပြိုင်ခဲ့ပြီးတော့လက်ရှိကမ္ဘာစဉ်80မှာကိဗာရီတို့ယက်တီနေပါတယ်။ကမ္ဘာဖလားပြိုင်ပွဲတက်တန်းတစ်လျှောက်အသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့အိုင်စလန်က2018ကမ္ဘာဖလားမှာရှင်ပြိုင်ခွင့်ရခဲ့ပြီးတော့မှတ်တမ်းတင်ထားခဲ့ပါတယ်။မတိမရှားနိုင်ငံငယ်လေးလူတော်များများမကြားဘူးတဲ့နိုင်ငံလေးကခုတော့ကမ္ဘာသိအောင်လုပ်နိုင်ခဲ့ပြီ။သူတို့အတွက်ဂုံယူဖို့အရန်ကောင်းတဲ့နေ့တစ်နေ့အပျော်ရွှင်ရသောနေ့တစ်နေ့ကိုပိုင်ဆိုင်ခဲ့ပါပြီ။ကိဗာရီအတွက်ဂန်ဝင်တွင်မဲ့2025ခုနှစ်ပါပဲ။